ဂါဇာဒေသမှာအစ္စရေးတပ်များဆုတ်ခွာအပြစ်ခတ်ရစေရေးသဘောတူညီမှုအသက်ဝင်အစ္စရေးနဲ့ဟားမတ်အဖွဲ့အကြားအောက်တိုဘာ10ရက်တွင်စတင်အသက်ဝင်ခဲ့သောအပြစ်ခတ်ရစေရေးသဘောတူညီမှုပြီးဂါဇာဒေသမှာအစ္စရေးတပ်ဖွဲ့ဝင်များတစိတ်တစ်ပိုင်းဆုတ်ခွာနေပြီဖြစ်ကြောင်းအစ္စရေးစစ်တပ်ကထုတ်ပြန်ပါတယ်ဂါဇာကမ်းမြောက်ဒေသဤထက်ဝက်ခန့်ကိုအစ္စရေးတပ်များကဆက်လက်ထိန်းသိမ်းထားတော့လေသဘောတူညီထားသည့်နယ်မြေများသို့ပြန်လည်ဆုတ်ခွာနေပြီဖြစ်ပါတယ် မကြသေးမီလများအတွင်အစ္စရေးတပ်များ၏အကြီးအကျယ်ဘုံကျဲတိုက်ခိုက်မှုများကြောင့်ထိခိုက်ခဲ့ရတဲ့ဂါဇာမြောက်ပိုင်းသို့ထောင်ထဲရှိသောပါလက်စတိုင်းဒေသခံများပြန်လည်ပြောင်းရွှေ့လာနေသည်ကိုရုတ်တံဖမ်းယူထားသောပုံရိပ်များမှတွေ့ရှိရပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရှားဝင်ညှိနှိုင်းမှုဖြင့်အောက်တိုဘာ9ရက်တွင်အစ္စရေးဆိုရကအပြစ်ခတ်ရစဲရင်နဲ့ဒဇာကံများပြန်လွှတ်ပေးရေးသဘောတူညီမှု၏ပထမအဆင့်ကိုအတည်ပြုခဲ့ပါတယ်။ ဒုတိယအဆင့်အတွက်ညှိနှိုင်းမှုများဆက်လက်လှုံ့ဆော်နေဆဲဖြစ်ပါတယ်။သဘောတူညီမှုအရဟားမတ်အဖွဲ့သည်တေဆုံးသွားသောဒဇာကန်28ဦးရုပ်အလောင်းများနဲ့အသက်ရှင်နေဆဲဟုယူဆရတဲ့ဒဇာကန်20ဦးပါဝင်အစ်ဆွေးဒဇာကန်အားလုံးကိုအောက်တိုဘာ23ရက်ဒေတာစံတော်ချိန်မွန်းတက်7နှစ်နာရီမတိုင်မီလွှတ်ပေးရမည်ဖြစ်ပါတယ်။အလဲအထအနေဖြင့်အစ်ဆွေးက၎င်းတို့အကျဉ်းထောင်များမှပါလက်စတိုင်းကျင်းသား250နီးပါးကို လွှတ်ပေးရမည်ဖြစ်ပြီး၎င်းတို့အနက်တရာဦးကို အနောက်ဘက်ကမ်းခြေဒေသသို့ငါးဦးကိုဂျေရုဆလင်သို့လွှတ်ပေးမည်ဖြစ်ပါတယ်။ဒါအပြင်ဂါဇာမှထိမ့်သိမ်းထားတဲ့ပါလက်စတိုင်းသား1900ကိုလည်းလွှတ်ပေးရန်စီစဉ်ထားကြောင်းသိရပါတယ်ရှင်။